ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ reaction လုပ်ရမယ့် video လေးကပါလဲဆိုတော့ဆရာလင်းနေပေါ့နော်ဆရာလင်းနေကနေအတန်တုလှုပ်ထားတဲ့ဟာလေးတွေကိုကျွန်တော်ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုတော့သူလှုပ်ထားတဲ့အတန်တုတွေကတကယ်အများပဲကောင်းတယ်ပေါ့နော်တကယ်ရုပ်ရှင်ကားတွေကအတန်နေနဲ့တကယ်ဆင်တယ်ပေါ့နော်ဆိုတော့သူဘယ်လိုလှုပ်ပြသွားတယ်လဲဆိုတော့ video ကိုအဆုံးထိကြည့်ပေးပါနော်အားလည်းကြည့်လိုက်ရအောင်နော် ယ်နော်အဲတငယ်ချင်းပြီးရင်ပြတ်ဆုံးလားပေါ့ကွာရှင်တို့ကြားတော့အတန်ကြီးကခက်ဆင်ဆင်ရှိတယ်ဆင်အောင်တန်ကကျတော့တော်တော်တောင်းတောင်းလို့လုံးဖို့မလွယ်ကျွန်တော်အပြမယ်နော်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ magic နဲ့အတန်ဥပညာရှင်နေနေတယ်ဒီမှာလေခင်ဗျာဒီနေ့စီစဉ်မှာတော့ကျွန်တော်ကအတန်ဥပညာရဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘောကပတ်သက်မှုတွေကိုပြောပြမှာပါခင်ဗျာစစ်တိုက်တယ်ဆိုခြင်းပါ ကိုယ့်ဘက်ကအနိုင်ရမှာပေါ့မှာဒီမင်းကြီးပါဇက်ကအမြဲတမ်းဒါပဲထွားနေပြန်ပါဗျာဒီဖိုးရအားရှိကြောက်နေလိုက်တာအဒီကျွန်တော်အတန်တို့ကတော့ကျွန်တော်ဒါပါရမီပါတယ်ပြောရမှာပေါ့နော်။တန်ထဲမှာဆိုရင်တငယ်ချင်းတွေကိုကျွန်တော်ကဆရာဆရာမတွေအတန်တို့နဲ့ပေါ့နော်သူတို့လှုပ်ပြီးတော့နောက်တယ်တခါကြလဲအတန်ထဲမှာသူတို့စတိုင်ပြီးစကားတွေပြောနေရတဲ့အချိန်မှာကျွန်တော်ကနောက်ကနေပြီးတော့ဆရာမအတန်နဲ့ ဝင်လာရင်တို့ကအကုန်လုံးထပြီးနှုတ်ဆက်ကြတယ်ပေါ့နော်ဆ iam တကယ်ဆ iam ထင်ပြီးတော့အဲ့လိုမျိုးလေးတွေပေါ့ဒါပါရမီပါလာတာပေါ့နောက်တစ်ခုကကျွန်တော်အိမ်မှာနေရင်လဲပဇန်းနဲ့ဒီကတ်တုန်းကားလေးတွေကြည့်ကတ်တုန်းကားလေးတွေတည်းကအာတွန်းနဲ့ဂျယ်လီတွေကကြောင်လေးရဲ့အသံအဘဲစွာဂျယ်လီရဲ့အသံပေါ့နော်အဲ့လိုလေးတွေ line လုပ်တယ်ဒါအပျော်ပါပဲသို့တော်လည်းကျွန်တော်ဒီဆလောင်းကနေပြီးတော့မှကျွန်တော်ကြည့်လိုက်တဲ့အထဲမှာ fully attic ဆိုတဲ့ discovery တခုပေါ့ကျွန်တော်ကြည့်လိုက်ရတဲ့အခါမှာသူတို့နိုင်ငံမှာဒီ hollywood ကားတွေ ဒီဆုံးရှင်စကားကြီးနေဖန်တီးတဲ့အခါမှာနောက်ကနေပြီးတော့ folic acid လို့ခေါ်တဲ့ရုပ်ရှင်နောက်ကအတန်တူးလုပ်တဲ့ဒီဟာကိုတို့က discovery ပေါ့နော်တခြားစနစ်တခြားရိုက်ပြထားတာကြည့်လိုက်တော့ဟာတို့တော့စိတ်ဝင်စားပေါ့တို့တော့မိုက်တာပဲငါတို့နိုင်ငံမှာဒါမျိုးတွေရှိတာရှိမှာပေါ့လေပေါ့ငါတို့နိုင်ငံရုပ်ရှင်ကားတွေလည်းရှိတာပဲပေါ့နော်ဒါအဲ့လောက်ပဲကိုကအဲ့မှာအဲ့လောက်ပဲကျွန်တော်သိခဲ့တယ်1960ခုနှစ်မှာအာကျွန်တော်နေတဲ့မြို့ပေါ့နော်ကျွန်တော်အဲ့တုန်းကကျွန်တော်နေမနေတယ်နေမနေတော့ကျွန်တော်နေတဲ့မြို့ကိုအတန်တူးဦးရဲမြင့်လေးနဲ့ เนาะကျွန်တော်တို့အတန်တို့ပညာရှင်ဆရာချန်ပီယံတင်ညို့ဆိုပြီးတော့သူတို့နှစ်ယောက်ကကျွန်တော်တို့ဒီအငိတ်ကပွဲတစ်ခုနဲ့အတူတူသူတို့ရောက်လာတယ်ရောက်လာတော့သူတို့ကလည်းထိုးကြားဆိုတာပဲကျွန်တော်လိုပဲ magic တွေပြတယ်အတန်တို့လည်းလုပ်တယ်သူတို့ magic တွေပြတယ်ပြတော့ကျွန်တော်ကျွန်တော်မြို့မှာရောက်လာတော့သူတို့ဒီ magic နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကျွန်တော်အဲ့ချိန်မှာတွေကကျွန်တော်ကကျွန်တော်နေမှာနာမည်ကြီးနေပြီ magician လင်းနေဆိုပြီးတော့ဆိုတော့သူတို့ကလည်းဒီမျိုးမှာ magic ပညာရှင်တယောက်ရှိတယ်ဆိုတော့တွေ့ကျင်တယ်လာခဲ့ဆိုတော့ကျွန်တော်တို့ကဟာကောင်းလေးမြင်ငယ်ငယ်လေးရှိသေးတာပဲ ကပြသမ်းမအောင်ဆိုတော့ဟောလဲကိုတက်တဲ့ magic တွေလောက်ပြတယ်ပေါ့နော်သူတို့ကလည်းကြည့်တယ်ဒါပေမဲ့သူတို့ကအဓိကသူတို့အသံတူးပညာရှင်တွေသူတို့ဒီ magic ကတော့သူတို့ရဲ့ entertainment မှာအထောက်အကူပြုအောင်သူတို့ကအ ਨੇ ချင်းနေနေတုံးတာဖြစ်တဲ့အတွက် magic ပိုင်းမှာကျွန်တော်တော့သူတို့မစွာဘူးပေါ့နော်ဒါပေမဲ့သူတို့အသံတူးမှာတော့ကျွန်တော်ရဲ့ဆရာတွေဖြစ်တယ်ဟောတော့ဆိုတော့ကျွန်တော်သဘောကျသွားတယ်ပေါ့အဖိုးသားဒါလေးဘယ်လိုလုပ်ရလဲဘာလို့ပြဘာလို့ဒီပညာလေး sharing လုပ်ပေးပေါ့ကျွန်တော်တို့ကို sharing ပြန်လုပ်ပေးတယ်လုပ်ပေးနေခင်ွားကြတော့ကျွန်တော်ကလည်းဘယ်ရမလဲ ကျွန်တော်လည်းအတန်တူစိတ်ဝင်စားတယ်ကျွန်တော်လောက်ထားတဲ့အတန်တူလေးတွေသူတို့ကိုလောက်ပြတယ်ဘုရားလည်းတနက်ပြန်တနက်တန်နေပြစ်ပြတဲ့အဆိုတော့ကျွန်တော်တနက်တန်နေပြစ်ပြတယ်ပေါ့နော်အဲ့တော့ပထမပစ္စတိုပြစ်တဲ့အတန်အဲ့ဒါပစ္စတိုပြစ်တဲ့အတန်နောက်တစ်ခါလက်နက်ကြီး RGB အောက်ခြေရနေကန်ပြီးတော့ဖောက်တယ်အပေါ်ကိုတက်တယ်အမြင့်တနေရာရောက်မှပေါက်ခွဲတယ်တော့အောက်အောက်မှာတစ်ချက်ပေါက်တယ်အပေါ်မှာတစ်ချက်ပေါက်တယ်နှစ်ဆင့်ပေါက်တယ်ပေါ့နော် ီးလေ RGB အဲနောက်တစ်ခါကျွန်တော်တို့ဒီ machine gun sting gun ပေါ့နော်တနက်တည်းအကုန်ပေါင်းပြီးတော့ပြစ်တဲ့တိုက်ပွဲတန်ပေါ့ပြအရောအလုံးလည်းလုတ်ပြအောင်မဆရာတွေကသဘောကျပါလားမင်းမိုက်တယ်ကွာတဲ့မဆရာတွေကလည်းကျွန်တော်သဘောကျပါရဲ့ မီရန်ကိုရောက်ရင်လာခဲ့ဒီလိပ်စာလေးပေးဆိုပြီးတော့ကျွန်တော်တာဂက်တာမှာနေတယ်ဗောနော်သူတို့ရဲ့လိပ်စာလေးပေးသွားရန်ကုန်ကလည်းကျွန်တော်အမျိုးဆွေတွေရှိတယ်ရှိတော့ကျွန်တော်နှစ်တိုင်းဒီပါရန်ကုန်ကနေရာတိကျောင်းပေးရဲ့ကျောင်းပေးရဲ့ရောက်ရင်ကျွန်တော်အလဲသွားနေကြကျွန်တော်ရန်ကုန်ကကျွန်တော်တငယ်ချင်းတယောက်ပေါ့ကျွန်တော်တည်းလည်းကြီးတယ်ပေါ့သူကနေအခုသူကအခုညီပေးပြီးကျွန်တော်ကိုလမ်းလိုက်ပို့ပေးတယ်ရန်ကုန်နဲ့ပတ်သက်တာလေးပေါ့နော်လိုက်ပို့ပေးပြီးအဲ့မှာကျွန်တော်အဘဆရာလေးဒီရောက်တယ်ရောက်တော့အဘဆရာလေးကငါ best video မှာပေါ့နော်သွေးမှုရှိတယ်လိုက်ခဲ့ဆိုပြီးတော့လိုက်သွားတဲ့အခါမှာအဲ့ဒီတော့ကျွန်တော်တို့အဲ့ 69ခုနှစ်ကကက်ဆက်တိတ်တွေဘာတွေမပြောက်သေးဘူးကက်ဆက်တိတ်နောက်ကအတန်တူ တွေတွင်းလာတွေပါလေဆိုရင်ကျွန်တော်ပါဝင်ပြီးတော့သွင်းခဲ့ရတယ်ပေါ့နော်ဟိုဘာမှတော့မဟုတ်ပါဘူးဝေးလေးလေးဝေးလေးလေးပေါ့နော်ဝိုင်းអော်တဲ့အခန်းလေးပါလေဆိုလဲဟာဓမ္မတွေရွာတဲ့ဝင်လာပြီကဲကြအောင်ဘာညာအဲ့အိမ်မှာနေဝိုင်းဝင်ပြီးတော့អော်ပေးတယ်အဲနောက်တစ်ခါတနက်တန်နေပေါ့အများပြတဲ့ခါမှာအဘဦးရဲ့မြင့်လေးကတနက်တန်သူကတလိုင်းလုပ်တယ်ကျွန်တော်ကတလိုင်းလုပ်တယ်နောက်တစ်ခါကျွန်တော်ဆရာကြီးအာဆရာချန်ပီယံတင်ညို့တလိုင်းလုပ်တယ်ပေါ့သူတို့တွေလုပ်တော့သူတို့လည်း လူရင်ကပုံများတော့ပို့ပြီးတော့ဟိုအတန်တူပုံများနေတာပေါ့ဆိုတော့ကျွန်တော်ကကျွန်တော်ကထူးခြားတဲ့အတန်တခုရှိတယ်ဆရာတွေမလုံနိုင်ဘူးဘာတန်လဲဆိုတော့စင်អော်တဲ့အတန်ရဲ့ချင်းသေးអော်တဲ့အတန်ရဲ့အဲကျွန်တော်အဲ့လေးတစ်ချက်လုပ်ပြမယ်ဟနာလေးကျွန်တော်ဘာလို့သွားတွေ့လဲဆိုတော့ဒီလိုပေါ့နော်စက်ကူပိုက်လုံးပေါ့နော်ဒိုးရုပ်ပေါ့စက်ကူပိုက်လုံးတစ်လုံးနဲ့ရနေပြီလို့မှာអော်လိုက်လို့ရှင်ထွက်လာတဲ့အတန်ပုံမှန်អော်ရနဲ့မတူဘူးနော်အဲ့ဒီအတန်ကိုကျွန်တော်သွားတွေ့ပြီးတော့ဒီထူးခြားချက်ကိုကျွန်တော်အဘဆရာကြီးလည်းတားသဘောကြတယ်အဲ့တော့ ဒီပိုင်လုံးနဲ့អော်တဲ့အတန်ကကျွန်တော်တို့မျိုးပေါင်း20လောက်ရကျွန်တော်ခုဒါအနည်းဆက်ဆုံးအတန်လေးလုတ်ရမယ်နံပါတ်1ကလုတ်ပါလုတ်ပါဝမလွေလာပေးညမှာဝမလွေអော်တဲ့အတန်နားဆင်ကြည့်ပါမယ်ရော my god ဘာကဝမ်လူအော်ရတဲ့နောက်တစ်ခုကကျွန်တော်တို့ရှင်သေးတို့ကြားတို့အော်ရတဲ့ပေါ့နော်ဒါပထမရှင်သေးတို့ကြားတို့အတန်ကြီးကခက်ဆင်ဆင်ရှိတယ်အသူတို့ရဲ့ဘာသာဘာဝစက်စားနေတာရဲ့အော်ရတဲ့อืม ဒါကဘာသာဘဝကျက်စားတဲ့ချိန်မှာអော်တဲ့အံနောက်တစ်ခုကသူတို့စိတ်ဆိုးထောသားထွက်ပြီးអော်တဲ့အံမိုက်တယ်ဟာဒါကစိတ်ဆိုးထောသားထွက်ပြီးတော့អော်တဲ့နောက်တစ်ခုကကျတော့တော်တော်ခက်တယ်အဲ့ဒါကတော့စင်អော်တံပေါ့เนาะစင်អော်တံကကျတော့တော်တော်တောင်းတောင်းလို့လုံးဖို့မလွယ်ကျွန်တော်អបပြမယ်เนาะဟုတ်ပါဘူး ါကဆယ်ဟောဒီအဲ့ဒီအတန်ကိုတော့ကျွန်တော်ဘာဆရာတွေကိုယ်တိုင်ကတော်တော်သဘောကျပြီးတော့လုံနိုင်တဲ့အစွမ်းလေးရှိတော့အဘဆရာတွေကကျွန်တော်ကိုပို့ပြီးတော့ချစ်တယ်ပို့ပြီးတော့ခင်တယ်သူတို့နဲ့အလုပ်လက်တွဲပြီးတော့လုပ်ခိုင်းတယ်အတန်တို့ပညာဆိုတာကကျွန်တော်နိုင်ငံမှာအခုမှပေါ်လာတာမဟုတ်ဘူးရုပ်ရှင်တွေမပေါ်ခင်တည်းကဟိုးရင် ပြားဆက်တွေခစ်တယ်ရဒီပြားဆက်တွေမှာလည်းနောက်ခံအတန်ပြုတ်လုပ်တဲ့အပိုင်းတွေရှိတယ်ဟုတ်လားဒါမေဟို ေမာရရှိတာဘေးစကားကိုမတနာတော့မာမဟုတ်ဘူးဖေဒါပြင်းနေတာဒါပြင်းနေတာမမဆိုင်ဒါဖေကိုပြောနေတာဒါတို့ရည်ရွယ်ချက်ဒါတို့ခံစားချက်ကိုဒါတို့ကပြောနေတာတပြားဇလန်းနေပေတတိနားတော့မအဲဇလန်းနေထဲမှာဆိုလို့ရှိရင်ဒါအတန်တူးတွေနေကျွန်တော်တို့လုတ်ဘူအောင်နေတို့ဘာလို့အိတ်ကက်တွေတုံးအောင်ဆိုလို့ရှိရင်တနက်တွေပြည့်တယ်ဘာတွေပြည့်တယ်ဒါတို့အပြင်အော်ရိုးမှာရိုက်ထားတာမဟုတ်ဘူးအခန်းလေးထဲမှာပဲဒါမင်းသားမင်းသမီးတယောက်ဆောင်အကုန်လုံးထိုင်ပြီးတော့ကားမောင်းတဲ့အတန်တနက်ပြည့်တဲ့အတန်

ဘာလို့သူအတ္တိရတာဆိုတော့အတာဒီပစ္စတိုတန်ရဟာတရားတိဆူတော့တရားတိဆူတော့ဝီယမီပိုင်တော့ဗောနော်သူတို့ခေတောအဲသူတို့ခေတောတာပစ္စတိုတန်လေးဒီအဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အောင်ရအောင်ရပါမယ်။ဟုတ်ပါရဲ့။တော့ပထမတော့ကျွန်တော်ဆရာလေးကိုမေးတယ်ဆရာဘာလို့ဒါတွေကိုစင်ပေါ်မှာဖြောပြတာလဲ။အင်းတချို့ကမမြင်ဘူးကွာ။အဲကျွန်တော်တို့ခုရုပ်ရှင်ကားတွေမှာဆိုလို့ရှိရင်လူစားထိုးတယ်ဆိုတာရှိတယ်။ မင်းသားကနောက်ကျွန်းဖြစ်တယ်တကယ်မဖြစ်တတ်ဘူးဗျာမင်းသားမဖြစ်တတ်တဲ့အခါမှာမင်းသားနေရာမှာစတန်သမားတယောက်ကိုအစားထိုးပြီးတော့ကျွန်တော်တို့ကနောက်ကျွန်းပြခိုင်းတယ်အဲအဲ့တော့တကယ်တမ်းဒီဇလန်းမှာပေးသက်ကကြီးတဲ့အခါမှာတော့ဟာမင်းသားမိုက်တယ်ကွာနောက်ကျွန်းနေဖြစ်တာမင်းသားပြစ်တာမဟုတ်ဘူးတကယ်တော့စတန်သမားပြစ်တာအဲ့တော့တို့အဲ့လိုမဖြစ်အောင်တို့ရဲ့ပညာတွေကို state ပုံပါလေဖြောင်းဝင်မယ်ဆိုပြီးတော့မှကျွန်တော်တို့ဆရာတွေဖြစ်တဲ့ဆရာချန်ပီယံတွေညို့ဆရာဦးရဲ့မြင့်လေးတို့ခက်မှာမှာဒါ state ပုံမှာအတန်တို့ကိုဖြောင်းပေးတယ်ဆိုတော့တို့ကစပြီးလုပ်ခဲ့တာအဲ့တော့ခုဆိုရင်ကျွန်တော်ဆရာကြီးတွေလည်း မရှိတော့ဘူးဆရာချန်ပီယံတင်ညွန်ဆရာကြီးအတန်တူရဲမြင့်လေးရောတို့တွေဆိုရင်ကွဲလွန်သွားကြပြီအဲ့တော့တို့ရဲ့ပညာမွေနစ်တွေကိုကျွန်တော်ကဆက်လက်ပြီးတော့ထိန်းသိမ်းပြီးတော့လက်ဆင့်ကမ်းရမှာကကျွန်တော်တို့လူငယ်တွေမှာတာဝန်ရှိပါတယ်အေးတကယ်ချင်းပြီးရင်ပြန်ဆုံလာပေါ့ကွာအဲ့ဒီအပေမတေးကမှာမတော့ကောင်းဆုံးသားဖြစ်စီခြင်းနဲ့ကွာဟုတ်တယ်သား ဲ့တော့ဆိုရင်ကျွန်တော်တို့မမေရရုပ်ရှင်ကားတွေဆိုလို့ရှိရင်လည်းကျွန်တော်၃လေးကားနောက်တစ်ခါဗီဒီယိုဇာလန်းတွေပေါ့နောက်တစ်ခုကကျွန်တော်ကက်ဆက်တိတ်ဇာလန်းတွေပေါ့နော်တော်တော်များများကျွန်တော်ဆရာတွေနဲ့အတူတူတွဲဖက်ပြီးတော့ဒါကျွန်တော်လုပ်ခဲ့ရတယ်တချို့ကအခုတင်ပြချင်တာတော့ကျွန်တော်ချက်တော်နဲ့အတန်လေးတင်ပြချင်ပါတယ်ကျွန်တော်အားလုံးကျွန်တော်တာမန်ချက်တွေတော်တဲ့အတန်လေးတစ်ခုကျွန်တော်လုပ်ပြအောင်မယ်နောက်ဆင်ကြည့်ပါโอเคပါဒါတော့တာမန်ချက်တော်နဲ့တာမန်အဲနောက်ပြီးတော့ကျွန်တော်ကနည်းနည်းအသက်ကြီးတဲ့ချက်ဖိုးကြီးအတန်လုပ်ပြအောင်မယ်ချက်ဖိုးကြီး ဒါတော့ချက်ဘိုးကြီးရဲ့အတန်ပါအဲ့ပြီးတော့ချက်ငငယ်နုနုရွရွချက်လူမျိုးလေးရဲ့အတန်ကိုလုပ်ပြအောင်ပဲအခုကတော့ကျွန်တော်အဓိကလုပ်ပြတာကတော့ကျွန်တော်ကကျွန်တော်ရဲ့ major အမှုပညာဖြစ်တဲ့ magic ကိုကျွန်တော်ကဦးစားပေးပြီးလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဘက်အတန်လူဘက်ကသိပ်မလုပ်ဖြစ်ဘူးသို့တော်လည်းကျွန်တော်ကိုလာပြီးတော့ကမ်းလှမ်းလာမယ်ဆိုရင်ကျွန်တော်ကိုဖိတ်ခေါ်လာမယ်ဆိုရင်ကျွန်တော်လှုပ်ချင်ပါတယ်လှုပ်လဲလှုပ်ပြချင်ပါတယ်โอเคကျေးဇူးအားပေးကြတယ်ပေးသက်တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာ ျွန်တော်ကတော့ magic နဲ့အတန်တူပညာရှင်လင်းနေဖြစ်ပါတယ်ခင်ဗျာကဲဟုတ်ပြီနော်ဗီဒီယိုလေးကအတားပါပဲနော်အရမ်းမိုက်တယ်တလားသူလို့တဲ့ပုံစံတကယ်တော့အခုကျွန်တော်တို့ဗီဒီယို editing လုပ်တဲ့ခါမှာကျွန်တော်တို့အသုံးပြနေတဲ့ဒီ explore explore တန်နေပေါ့နော်အဒီဘုံပေါက်ကွဲတန်နေဒီတနက်တန်နေပေါ့နော်အဲ့လိုစင်အော်တဲ့ကြာအော်တဲ့တန်နေပေါ့နော်ဒီလိုအတန်နေကသူကအတန်သူနဲ့အရင်တော့အတန်သူနဲ့လောက်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့လိုမျိုး အတန်သူဆိုလို့ရှိရင်လည်းသူတို့ဗီဒီယို လုပ်တဲ့ခါမှာရှိမလားမရှိဘူးလားတော့မသိဘူးဒါပေမဲ့အများအပြားနဲ့သူတို့ကအတန်သူနဲ့ပဲဗီဒီယိုကိုသူတို့ကဖန်သေးတာဆိုတော့အရမ်းမိုက်တယ်နော်သူအရမ်းမိုက်တယ်သူ့ရဲ့ပါရမီပေါ့နော်သူ့ရဲ့ငကူကပြောမယ်ဆိုရှင်ဖျားပေးတဲ့ပါရမီပေါ့နော်အရမ်းမိုက်တယ်သူအရမ်းတော်တယ်ဆရာဆရာလင်းနေပေါ့နော်သူက magic လဲတော်တယ်အတန်သူလည်းလုတ်တတ်တယ်ဆိုတော့ရမယ်ဂုံယူပါတယ်နော် โอเควิดีโอတော့အဲ့လောက်ပါပဲဆိုတော့ဒီဟာလေးကိုဘုသူတအနေနဲ့အာကျွန်တော်ပြန်ပြန်လည်ပြီးတော့ reaction လုပ်ပြချင်းဖြစ်ပါတယ်လို့နော်โอเคဒီဗီဒီယိုပိုင်းရှင်ဖြစ်တဲ့ကိုလေးနေကိုလည်းကျွန်တော်တို့ရဲ့ credit ပေးပါတယ်အားလုံးကိုကျေးဇူးတင်တယ်တော့ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်တွေ့ကြမယ်အားလုံးကိုဘိုင်ဘိုင်